ကျွန်တော်ပထမစရတဲ့ညကြီးอ่ะကျွန်တော်ညကြီးပထမဆုံးစရတာပေါ့40 40 40ရနေပြီးတော့နောက်နေ့ကျတော့ကျွန်တော်90 90လေးတစ်နှစ်သေးတစ်နှစ်သေးပေါ့90 150ကျွန်တော်အဲ့ရနေဘဝကိုဖြတ်တန်းလာခဲ့ရတာပေါ့ရောတဲ့မောင်လေးဆိုပြီးတော့900ပေးလို့ကျွန်တော်နှောင်းကြမလာတော့900ပေးလို့အမှားတော့မဟုတ်ဘူး private စားအောင်ဆိုပြီးတော့သူကပေးလိုက်တာကျွန်တော်ကငါ့ကိုညာကြီးရှင်းတာပဲဆိုပြီးတော့ ကျွန်တော်မလာတော့နောက်နေ့ကျတော့လာခေါ်ပါတယ်မဟုတ်ဘူးတဲ့ညာကြီးရှင်းတာမဟုတ်ဘူးတဲ့နင့်ကိုမနဲ့စောစောစီးအစားစားဖို့အတွက်တဲ့ငါပေးလိုက်တာတဲ့ဟောအိုက်ကြမှာအိုက်ကြမှာအဲ1500အပြင်ကိုအဲ့မှာတုန်းကကျွန်တော်300ကားတာပေါ့300ကားတာ4500 4500အပြင်ကိုမဖိုး300တော့ပေးလိုက်သေးတယ်ပရိတ်တော်ရီယောင်လို့ရတာရီယောင်လို့တော့သူတို့ပျော်ရွှင်နေကိုကအလိုလိုပျော်နေတယ်ဒါပေမဲ့အင်းရောက်ရင်စိတ်ညစ်ရတယ်အင်းဟာကိုကြောက်လို့ပေါ့ဗျာအဲ့အဲ့အဲ့လိုသဘောမျိုးအဲ့လိုသဘောမျိုး ကျွန်တော်နာမည်ကတော့ဟာတာလူရှင်တော်ငမော့တော်ဖြစ်ပါတယ်အဲအဲ့ဒါဒီလိုပြကျွန်တော်ငငယ်လေးတည်းကအင်းတောင်းသားဘဝတည်းရပေါ့ဆရာကူမော့ကားတွေကိုကျွန်တော်ကြည်ဟာတာဆိုအရန်ကြိုက်တာလေဒါကျွန်တော်မမဟုတ်ပါဘူးအားလုံးကြိုက်ရပါလားကြည်ရင်ကြည်ရင်ねကျွန်တော်အဲဒီအနုပညာပိုးဘာဘဲနေစရတာလေလို့ပြောရင်ကျွန်တော်အရက်ပြဆက်အရက်ပြဆက်ကျွန်တော်ရှိဘုံကတိပွဲရှိတယ်အဲ့ဒီဘုံကတိမှာတော့ကျွန်တော်အရက်ပြဆက်တယောက်ကို90စီစုပြီးတော့ကျွန်တော်တို့အရက်ပြဆက်လုပ်ကြတာ အမ်ဇတ်တပင်ကအနုပညာရှင်နေနဲ့တွဲပြီးတော့ဗျာအလိုလိုကြအဲ့ရနေပြီးတော့ပရိသကငမော့ငမော့နဲ့ဖြစ်သွားတာကျွန်တော်ယွာပေါ့ဗျာယွာယွာတယွာလုံးအောင်ကျွန်တော်အိမ်လာကြတာလာကြတာကျွန်တော်ဒီလူအဲ့တုန်းကကျွန်တော်မှတ်မှတ်ရရဗျာမိချောတိကကိုတရားဟုဆိုပြီးတော့ဟာတာလေးကပီးလိုက်တာအငမော့ငမော့နဲ့ဖြစ်သွားအတော့ကြအစတဲ့လိုက်ရှင်နဲ့ပိုးပါသွားတာအမ်ပညာတင်စင်ကာလာတုန်းကတော့ကျွန်တော်စပင်းနဲ့သွားတင်ရတာ ဆက်ပြီးတော့လာကျွန်တော်ကျွန်တော်ပလဲဆံပြာကြီးရောက်มาနေတယ်အဲကျွန်တော်ဆရာတန်လင်းပေါ်ပေါ်တဲ့ဒါတလက်ဦးဆရာပေါ့ပေါ်ဆမ်းမွေးတဲ့ပထမသူနာမနောက်ကျတော့တန်လင်းပေါ်ပေါ်ဆိုပေါ်ဆမ်းမွေးကြီးများလို့ဆိုတန်လင်းပေါ်ပေါ်ဆိုပြီးပြောင်းလိုက်တယ်ပြောင်းလိုက်တော့အဲ့ဒါကျွန်တော်ဆက်ပြီးနေလာလာပြီးတော့ဆရာရှင်ပညာသင်ရင်းနဲ့ဇာတ်သေးပါသွားတာအခုချိန်ကြီးပေါ့ကျွန်တော်အနုပညာတတ်တာ33နှစ်ရှိပါဟောအဓိကတော့ဒါတတာအဓိကတော့ဘု து ဝါသနာပါလဲလို့မေးရင်ကျွန်တော်ဆရာကိုမော့ဝါသနာပါတာ ဝါသနာပါကျော်19နှစ်တည်းသားတယ်ကျွန်တော်ကတာလीကတာအခုကျွန်တော်အသက်35နှစ်မထင်နဲ့90ရှိပြီ90ရှိပြီအဲကျွန်တော်ကျွန်တော်အဲ့ရလေကျွန်တော်ကိုမော့ဝါသနာပါပြီးတော့ကရင်ကရင်နဲ့ကျွန်တော်အခုချိန်ကြီးပေါ့ဗျာမြင်းမြင်းနေတယ်ပေါ့မြင်းနေတယ်ဟုတ်ကဲ့ဟောရှိတယ်ဗောရှိတယ်ဗောကိုကပညာတင်တဲ့အချိန်မှာဒီဆိုင်နဲ့ဝိုင်းနဲ့ဒီလိုတီးဝိုင်းနေနဲ့အဆုံးနဲ့ဒီလိုတင်ရတာမဟုတ်ဘူးလေအဆရာနဲ့ဒီ လက်ဘုံတည်းတည်ရတဲ့အခါကျတော့ဆရာဒီခိုးတော့လေးဆိုပြတာအဲသူကတော့သူကတော့တိနေလို့ဆိုတော့နားထောင်တာပေါ့အဲကိုကဆိုပြတယ်အမရောက်သေးဘူးအဲရောက်အောင်ဆိုအဲအတန်ဆိုတော့အတန်ကြရှိတယ်လीအတန်ကြလေးတရှိတယ်အဲရောက်အောင်ဆိုအေးဟုတ်ပြီပြက်လုံးလေးပြက်ပြသာဟာမကြီးရသေးဘူးရီအောင်ပြက်ပြသာဒီပြက်လုံးလေးကဒီလိုအဲအဲ့လိုလေးနဲ့စခဲ့တော့အဲ့လိုနဲ့စရင်ကျွန်တော်ဘဝမှာပြောရင်ဆရာအများကြီးပဲဒါဒါလက်ဦးဆရာတော့တန်လျင်ပေါ်ပေါ်ပေါ်ဆောင်မှုလို့လည်းခေါ်တော့ပေါ်ပေါ်ပေါ့ ပေါ်ဆောင်မှုခေါ်ပေါ်ပေါ်ပေါ့တာလင်းပေါ်ပေါ်ဘယ်ဒုတိယကျွန်တော် crazy ဖြစ်တဲ့ကျွန်တော်ရဲ့မြင်เสียမြင်เสียသူ့ရဲ့ video ကားတွေကိုကြည့်ပြီးကြားရတယ်เสียကြတော့ကျွန်တော်တို့ကိုမော့ပေါ့ကျွန်တော်ပထမစရတဲ့ညာကြီးอ่ะအဲကျွန်တော်ညာကြီးပထမဆုံးစရတာပေါ့40 40 40ရနေပြီးတော့နောက်နေ့ကျတော့ကျွန်တော်90 90လေးတစ်နှစ်သေးတစ်နှစ်သေးပေါ့90နဲ့150ကျွန်တော်အဲ့ရနေဘဝကိုဖြတ်တန်းလာခဲ့ရတာပေါ့ဖြတ်တန်းဒုက္ခတွေရတော့မပြောနေနဲ့ အများကြီးပဲစာစာစာသွားသွားပေါ့ဗျာစာစာသွားသွားပေါ့မဟုတ်အိမ်ရတော့မယူပါဘူးတိုးတော့ဒါပေမဲ့ဇာတမင်းဇာရင်ဆိုတာလဲတိတဲ့အတိုင်းပဲအများစာဆိုတော့စက်စီရလဲအဲ့ဒီအများစာကိုကြိုင်တာတော့အများစာဆိုတော့ဒါပဲကြီးနေတာပေါ့ဗျာအနေလားငါလည်းမကြည့်တော့ဝတ်သားမစားနဲ့တဲ့အဲ့စမ်းမဝတ်သားမစားဘူးတော့ကိုကဟာဘာဖြစ်လို့ငါဝတ်သားကြိုက်တယ်ဘာလို့ဝတ်သားမစားရမှာလဲ ဝတ်သားမစားနဲ့တဲ့အမားတော်မဟုတ်ဇက်စရာကြီးကုံမာဆိုးလို့ဝတ်သားမကြွေးကုံမာဆိုးလို့အခုဆိုပိုဈေးကြီးတယ်ဗျာအခုဆိုပိုဈေးကြီးတယ်ဇက်တာကပြလို့ရှိရင်ငတ်မှာဟာမရှိဘူးဗျာကျွန်တော်အမှုပညာမျိုးရိုးမရှိဘူးအမှုပညာမျိုးရိုးရှိကျွန်တော်အဖေကတောင်သူလေသမားတယ်တောင်သူလေသမားကြီးကျွန်တော်လေ73ငွေကတည်းကဒသမ71ရှိကျွန်တော်ကိုနိုင်ကလဲလုတ်တယ်အမှုပညာပြီးကားလိုက်လဲလုတ်လိုက်ဘိုးတော်မသူလဲထုံလဲဗျာလဲထုံတယ်ကျွန်တော်အဲ့လိုကနေပြီးတော့စလာခဲ့တယ်ဘဝပေါ့ဟာခက်ခဲတယ်ပေါ့ဗျာတယောက်တည်းတယောက်တည်း တွေ့တဲ့သူနဲ့ကြုံတဲ့လူနဲ့ဟိုဘလို့အဆင်ပြေအောင်ပေါင်းတင်ပြီးတော့နေရထိုင်ရတာဟုတ်ဗျာတာအိုနဲ့အမှုပညာဟိုပညာတင်တဲ့အကာလမှာတော့ပြောရမဆိုရင်ဆင်ပေါ်မှာတကူမွန်းနဲ့အဲအဲ့တော့လည်းကိုမောနာမည်ကြီးနေတဲ့အချိန်ကြီးဆရာနာမည်ကြီးနေတဲ့အချိန်ဆိုတော့ကျွန်တော်လုပ်လို့ရှိရင်ပရိသတ်ကကြီးရေးဗျပြက်လုံးအဲပြက်တာတော့မှလေမှားနေလေကြီးတာမှားနေလေရအဲ့လေပိုးကမတည်ဘူးလေဗျကျွန်တော်ကအဲ့ဒီဇာကားမောင်းတဲ့ driver ကြီးတယောက်ပြောဘူးလေဗျဘာပြောလဲဆိုတော့ မင်းနဲ့အလူပညာပိုးတည်ရင်မင်းချမ်းသာပြီအလူပညာပိုးတည်ရင်ချမ်းသာပြီသူအဲ့လိုပြောတော့ဟောငါ့ဘာကြီးလာပြောနေလဲမသိဘူးဟောဘယ်ဘယ်မှာလဲဟုတ်တယ်အလူပညာတော့မဟာလीဟိုဝတ်စားဆင်ရင်မှုဟောဟောတွားရေးလာရောစားရေးတောက်ရေးအစားအသောက်ရေးရကုန်ရစီများတယ်ဗျကုန်ရစီများတဲ့ခါကျရတဲ့ဝင်ငွေလေးနဲ့မျှတာအောင်စားတဲ့ခါကျတော့မလောက်ဘူးဟောဗျာမလောက်တာဒီပါတယ်နောက်မိသားစုဖြစ်လာပိုဆိုးတာဗောမိသားစုဖြစ်လာမှာကျွန်တော်မှတ်မှတ်ရရပြပြမှာဒါအင်တာဗျူးတဲ့မှာ မပါဘူးတဲ့ဇာကားကြီးကျွန်တော်ပြောပြမယ်အဲအဲဘာလဲဆိုတော့ကျွန်တော်အိမ်အောင်ကြတဲ့နေ့ကကျွန်တော်22နှစ်နဲ့အိမ်အောင်ကြတာအိမ်အောင်ကြတဲ့နေ့ကအဲ့တုန်းကကြိုက်ခေါက်ဖွေရကျွန်တော်တို့တဆောင်နေပွေးကြီးမှာပလင်းစိအမိစိကမယ်တဲ့အကျွန်တော်လာခေါ်တာကျွန်တော်လာခေါ်တော့ကျွန်တော်လိုက်ပြီးကျွန်တော်ကျွန်တော်ကတာအဲလိုက်ပြီးတော့ကတော့ဟောပရိသတ်ကလည်းကြိုက်ခေါက်ဖွေရဒီတဆောင်နေပွေးဆိုတော့လေအများကြီးပြောဗျာအများကြီးပြောကျွန်တော်ပြိုတာပေါ့ကျွန်တော်ကောက်ကျွန်တော် ဲ့လုံကဘလို့ကုန်လဲအားပွေးရတာများတယ်ဗျအားအားရတယ်ပေါ့အားရနေပြီးတော့ကျွန်တော်တခါလဲကိုပလင်းအောင်းနဲ့မိညာကြီးဘလို့ယူမလဲတဲ့ကျွန်တော်မေးတဲ့အခါကျတော့ကျွန်တော်1500လို့1500လို့ပြောတယ်အဲ့ဒီတညာကလည်းကပြီးတော့မနက်မိုးလေးနဲ့ကြာကြအောင်အာမမေလွန်းကမမေလွန်းဆိုတော့ကိုပလင်းရဲ့အမျိုးသမီးပေါ့မမေလွန်းကနေပြီးတော့ရောတဲ့မောင်လေးဆိုပြီးတော့900ပေးလို့ကျွန်တော်ညမလာတော့900ပေးလို့အမှားတော့မဟုတ်ဘူး free fire စားအောင်ဆိုပြီးတော့သူကပေးလိုက်တာကျွန်တော်က ငါ့ကိုညာကြီးရှင်းတာပဲဆိုပြီးတော့ကျွန်တော်မလာတော့ဘူးနောက်နေ့ကျတော့လာခေါ်ပါတယ်မဟုတ်ဘူးတဲ့ညာကြီးရှင်းတာမဟုတ်ဘူးတဲ့နင့်ကိုမနေ့စောစောစီးစားစားဖို့တို့ရတဲ့ငါပေးလိုက်တာဟိုအိုက်ကြမှာအိုက်ကြမှာအဲ1500အပြင်ကိုအဲ့မှာတုန်းကကျွန်တော်300ကားတာပေါ့300ကားတာ4500 4500အပြင်ကိုမဟုတ်ဘူး3000တော့ပေးလိုက်သေးတယ်အဲ့တော့1500နဲ့ကားဟာဟာအမှုပညာဒါလောကသားတွေမှန်လားမြအကုန်လုံးမေးလို့ရပါဗျအသက်အရွယ်ကြီးတဲ့တို့ကျွန်တော်တို့ကစူးစမ်းနေစေ ကြိုးစားလိုက်ရပဲကိုကိုကိုပြည့်တယ်လို့ဘယ်အရာမှမတတ်မထားနိုင်ဘူးကိုကိုကိုတော်ပြီးတက်ပြီးကောင်းပြီလို့ဘယ်အရာမှမတတ်မထားနိုင်ဘူးအရာရာကြိုးစားနေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အချင်းကြီးအခါကြီးကကျွန်တော်တို့ရွေလျားနေတာလေအတမျိုးစီဖြစ်နေတာလေတမျိုးစီဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဟောဒီဒီနှစ်မှာဘလို့ policy မျိုးလဲဟဲ့နောက်နေ့ကြလို့ရှိရခြင်းငါတို့ဘလို့ဘလို့ policy မျိုးသုံးရမလဲဆိုတာလေဟာတာပြက်လုံးလေးတွေလေအတူတူပဲပေါ့ဗျာအဲ့အဲ့ဒါလေးတွေမြင့်တင်ဖို့မြင့်တင်ဖို့ တေသွားတာတော့မှကျွန်တော်တို့အမှုပြညာနှုတ်ပြူစေပဲဘယ်တော့မှမကုံနိုင်မခန်းနိုင်လေ့လာမှုမကုံနိုင်တဲ့အမှုပညာပညာပါဟုတ်ကဲ့ဗျာကျွန်တော်အခုဒီမိုးရင်းဆိုလို့ချင်းဒါဟိုဖိုက်တင်မင်းသားလေးအခုဂျုံဂျုံပေါ့အဲသူနဲ့ကျွန်တော်အကားရိုက်နေပေါ့ကားရိုက်တယ်ပြီးတော့ကျွန်တော်အခုအောင်မြတ်တာစစ်နိုင်တဲ့အဲကျွန်တော် daily ပေါ့အဲသူကတော့အပိုင်း20အဲဒီကားလေးရဲ့ကျွန်တော်ရိုက်ပြီးသွားပြီပေါ့အဲပြီးတော့အခုဟိုဥကြဟင်းကြကျွန်တော်တို့ အမေအမများနန်းနယ်အဲအဲ့ဇာဇာကားလည်းအဲ့ဇာကားလည်းခုနှစ်နှစ်ရှိပြီပြကျွန်တော်ရိုက်တာအတအတက်ကိုစောင့်ရိုက်တာလားတော့မသိဘူးဆရာသေးလားတခါကြလို့ရှိရည်စရာပြောပြတာပေါ့ဗျာဒါပေမဲ့ခုနှစ်နှစ်ရှိပြီကျွန်တော်ရိုက်တာအာအခုဇာသိမ့်မိတ်မပြီးသေးဘူးမပြီးသေးဘူးအခုရိုက်တော့မနေ့ကရိုက်တယ်မနေ့ကရိုက်တယ်ဒီဒီအင်တာဗျူးလာတာဒီနေ့ရိုက်ကူးရေးမရှိဘူးတော်တော်ကုန်နေဗျကုန်ကြသေးတယ်တော်တော်များနေပြီအဲ့ပါအခုတော့ဆယ်ရိုက်နေပေါ့အာကျွန်တော်15ရင်းနေကြရင်တော့ကျွန်တော်ဖြုတ်ပြေးထွားအောင်အပေါင်အပေါင် အပေါင်နာမှာတဲ့ဟာဟုတ်ကဲ့ဗျာကျွန်တော်မတိမချင်းလှုပ်သွားမယ်ကျွန်တော်ပရိသတ်လက်ခံပြီးကျွန်တော်လှုပ်သွားမယ်ပရိသတ်ကလက်မခံတော့ဘူးဆိုလို့ရှိရင်ကျွန်တော်စဉ်းစားတာပေါ့လေကျွန်တော်နားမယ်ကျွန်တော်နားမယ်လက်ရှိရတော့ကျွန်တော်ဘဝအမှုပညာပဲအရာရာအလုံးကအမှုပညာပဲပရိသတ်ကိုရီယုံလှုပ်ရတာရီယုံလှုပ်တဲ့တော့သူတို့ပျော်ရွှင်နေကိုကအလိုလိုပျော်နေတယ်ဒါပေမဲ့အိမ်ရောက်ရင်စိတ်ညစ်ရတယ်အိမ်ကဟာကိုကြောက်လို့ပေါ့ဗျာအဲ့အဲ့အဲ့လိုသဘောမျိုးအဲ့လိုသဘောမျိုးဟိုကြအပြည့်စီးပွားရအရင်ကလည်းရှိတယ် ဟုတ်လားလမ်းမရှိတဲ့အခါကျတော့ကျွန်တော်အပြင်စေးပွားရေးမရှိတော့ဘူးဒီအနုပညာတကြောတည်းပဲပေါ့တကြောတော့အခုတမီးလေးကဟိုနိုင်ငံသားသွားတော့အဲ့ဒါလေးနည်းနည်းအသက်ရှူချောင်းနေတာပေါ့ဗျာကျွန်တော်လူအနုပညာမျိုးကမှအားလုံးအားပေးကြပါလေးစားကြပါတံပိုးလေးထားပေးပါဗျာဘာကြောင့်လဲလို့ပြောရင်ပရိသတ်ကတံပိုးထားပြီးလေးစားပြီးတော့လူရှင်တော်ဆိုလဲရည်နေမှာမင်းသားဆိုလဲသဘောကျနေမှာနော်မင်းသမီးဆိုလဲအဲသဘောကျနေမှာအဲ့ဒါမှကျွန်တော်တို့ရဲ့အနုပညာတက်လန်းလေးတွေရှိဦး သွားလို့ရမှာပါဒါကြောင့်ပြိတက်ကြီးကိုကျွန်တော်ပြောချင်တာကအမြဲတမ်းအားပေးပြီးတော့ချစ်ခင်ကြပါလို့ဒါလေးပြောချင်ပါတယ်ခင်ဗျာ